ကြားပြရွေးကောက်ပွဲလုပ်ပြီးမယ်ပြီးရင်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးမယ်ပြီးရင်လွှတ်တော်တဲ့ကိုဆွဲခေါ်မယ်မင်းတို့တွေစောက်ပိန်းနေသိရမှာဒေါအောင်ဆန်းစုကြည်လွတ်လို့ဒီဒေါ်လာရေးပြီးမှာမဟုတ်ဘူးဒေါ်လာဒေါအောင်ဆန်းစုကြည်ကြောင့်ဒီဒေါ်လာရေးဖြစ်နေတာမဟုတ်ဘူးဆိုတဲ့အသိစိတ်တက်လေတော့ရှိတာပို့လို့လေအခုတိုက်ပွဲကဗမာတွေအတွက်ကအီးအိုကိုအီးအောင်မရှိရင်တိုက်လို့မရအောင်တော့အဲ့ဒါလေးလည်းကောင်းလေဆရာ NUGD MOD တွေဟိုလူတွေအော်ပြီးဒီလူတွေကဖျားတာမေတာမေနဲ့လက်လောပြဿနာတော့ရှင်းရင်ရှင်းသွားလိမ့်မယ်ရေရှည်ပြဿနာမလွယ်ဘူးကွယ်လုံကအရန်ကိုမဟာပြူကကြတဲ့စစ်သေးတာကြီး ရန်ထိုးပေါက်ကခတ်တဲ့နေရာကြီးဒါတော့မှရှမ်းပြောင်းမှာဒါ A ရဲ့အကူကြီးနဲ့ KN ရဲ့အကူကြီးနဲ့ရှမ်းပြောင်းဆက်စင်းကြီးဆိုတာနိုင်တာနော်တိတ်စကားတွေအများကြီးပြောနေအဆင်ပြေဘူးတချို့ကတွေအဲ့တော့ဗာပြောချင်လဲဆိုတော့ကျွန်တော်တို့ကအညာဒေသတို့ကချင်းရဲ့ရခိုင်ရဲ့ကချင်ရဲ့ရှိတယ်။ဘာမှစိတ်ပူစရာမလိုဘူး။နော်အလုံးလုံးနေတဲ့အတွက်လူတွေတို့အချိန်တခုတော့ရှိမှာပဲ။အဲ့ပြောချင်တာဘာလဲဆိုတော့စစ်ပွဲကဘယ်အချိန်ထိပြီးမှလဲဆိုရင်ပြည်သူတွေလက်လျှော့လိုက်တဲ့အချိန်ပြည်သူတွေကစစ်ပွဲကိုစိတ်ကုန်လာတဲ့အချိန်ခြားရင်တော်လည်းပြီးသွားလိုက်မယ်။ တော်လိုင်းဘရော့အောင်မလဲဆိုရင်ပြည်သူတွေတက်ကြွနိုးကြတဲ့အချိန်မှာပြည်သူတွေရုံကြီးကြီးနဲ့တပ်ပေါင်းစုပေါ်ပေါက်ရေးအတွက်ကိုနီးနာကြကြစဉ်းစားနိုင်တဲ့အချိန်ကြီးတော်လိုင်းအောင်ရလိမ့်မယ်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်လို့ချင်းမလို့ချင်းကတော်လိုင်းရေးအောင်မြင်ဖို့အဓိကတော့ချက်မဟုတ်ဘူးပဲပြည်သူလူထုထောက်ခံမှုနဲ့တပ်ပေါင်းစုဖွဲ့စည်းနိုင်မှသာတော်လိုင်းရေးအောင်မြင်ဖို့တော့ချက်ဖြစ်ကြောင်းရဲဘော်နိုင်နိုင်အောင်ပြောလာတယ်မို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ။ဂျာပြည့်ရွေးကောက်ပွဲလုပ်ပြီးမယ်။ပြီးရင်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးမယ်။ပြီးရင်လွှတ်တော်တဲ့ကိုဆွဲခေါ်မယ်။မင်းတို့တွေစောက်ပိန်းတွေသိရမှာဒေါအောင်ဆန်းစုကြည်လွှတ်လို့ဒီဒေါ်လာရေးပြီးမှာမဟုတ်ဘူး။ဒေါ်လာဒေါအောင်ဆန်းစုကြည်ကြောင့်ဒီဒေါ်လာရေးဖြစ်နေတာမဟုတ်ဘူးဆိုတဲ့အသိစိတ်တက်လို့ရှိတာပို့လို့လေ။အရန်ကြီးကြည့်လို့ပြောတာနော်။မတော်ဒေါအောင်ဆန်းစုကြည်ကိုချစ်တာချစ်တာပဲ။ဒေါအောင်ဆန်းစုကြည်ရဲ့ပေးဆက်မှုအတိမပြူတာပြူတာပဲ။မဆိုင်ဘူး။ဒေါ်လာရေးနဲ့မဆိုင်ဘူး။အဲ့ဒါဒေါ်လာရေးမဟုတ်ဘူး။အဲ့ဒါຫນွေဦးဒေါ်လာရေးမဟုတ်ဘူး။ ဒေါ်ဆန်းစုကြည်ကိုချက်တာဒေါ်ဆန်းစုကြည်ကိုချက်တာ NLD ရဲ့မူဝါဒတွေကိုလေးစားတာလိုက်နာကျင်တာအဲ့ဒါငါတို့ကိစ္စမဟုတ်ဘူးငွေဥတော်လိုင်းနဲ့ဘာမှဆိုင်ဘူးငါတို့တိတာကမှာကဒေါ်ဆန်းစုကြည်လွတ်ချင်းမလွတ်ချင်းတိုင်းရင်းသားတွေ NCA ထိုးချင်းမထိုးချင်းငြိမ်းချမ်းရေးပွဲတက်ချင်းမတက်ချင်းကအဲ့ဒါကသူတို့ပြဿနာနဲ့သူတို့ငါတို့ပြဿနာကဗမာတွေတိတာကမှာကငါတို့တော်လိုင်းကြီးကိုဒီလောက်နဲ့ပဲအဆုံးတတ်နိုင်တာလားဒီလောက်နဲ့ပဲတော်ပြီလားဆိုတာစဉ်းစားဖို့အဲ့တော့ဒီငွေဥတော်လိုင်းကြီးကဒေါ်ဆန်းစုကြည်လွတ်လို့တဆစ်ချိုးနဲ့ပြောင်းလဲသွားပြီးတော့ တော်လန်ကြီးကစိတ်သက်စရာကောင်းပါလေဆိုပြီးညှိထွားပြီးတော့တော်လန်ကြီးကိုစိတ်ကုန်ပါပြီပြောတဲ့ကောင်တွေကလည်းတတ်တတ်ရှိပါပဲအဲ့တော့ရှိချင်းမရှိချင်းသူတို့ရဲ့စောက်ပြတနာငါတို့စဉ်းစားကားမှာကဒီတော်လန်ကြီးပြီးသွားလို့နိုင်ငံရေးသမားတွေကဂုံယူစရာကောင်းတဲ့ကောင်တွေဖြစ်မယ်ထင်လားအထူးသဖြင့်ဗမာနိုင်ငံရေးသမားတွေဂုံယူစရာကောင်းတဲ့လူတွေဖြစ်မယ်လို့ထင်လားစစ်တပ်တို့ရဲတို့ဆိုတာကောချစ်ဖို့ကောင်းတဲ့လူအဖွဲ့စည်းတို့ဖြစ်မယ်လို့ထင်လားလူငယ်တွေရဲ့ရင်ထဲမှာနာဝါးပြီးကြီးကွာ အဲ့တော့ပြီးပွားကိုထပ်ပြီးပွားတဲ့တရောင်းသားများကပြောမလဲဆိုတော့အမေစုချမ်းမှပါသေးဟောမကျင်တဲ့ကောင်တွေကကိုးစားလို့မဝရတဲ့ကောင်ကြပါဆုံးမင်းတို့ကဒီလောက်နဲ့ပဲတန်တာကိုဒီလိုပဲဆုံးသတ်ရမှာပေါ့ဆိုတဲ့စကားနဲ့ပြောလာမှာအဲ့တော့ရှင်းရှင်းလေးပဲဒီလေးကဝဲအလွန်မှာဘာပြင်ဆင်ကြမလဲတော်လန်ကြီးကိုဘယ်အချိန်ထိငါတို့တတ်မှတ်ထားလဲတော်လန်ကြီးကအောင်မယ်သကဝိုင်းပေါ်မှာစကားပြောမှလားအနိုင်နဲ့စကားပြောမှလားတည်ရင်နဲ့စကားပြောမှလားအရှုံးနဲ့စကားပြောမှလားအများကြီးစဉ်းစားကြတယ်အများကြီးပဲ စဉ်းစားကြတယ်အများကြီးပဲအဲ့တော့ဟိုအန်တီမပန်းတိုင်လည်းမရှိဘူးရီမန်းချက်ရီရချက်ကလည်းဘာမှမသိဘဲနဲ့ဟိုလူဆောက်ပြတယ်ဒီလူဆောက်ပြတယ်ဟိုပြစ်ပြောဒီပြစ်ပြောကြတော့အဆင်မပြေတော့ဘူးအဲ့တော့ကိုကြောင်လေးဒီကိုစဉ်းစားကြဘူးနော်အဲ့တော့ unit တစ်ခုကိုတိဆောက်တဲ့နေရာမှာမူဝါဒတွေစချမှတ်ရမယ်အကောင့်တွေဖော်နိုင်အောင်ကြိုးစားရမယ်ငါတို့ NGO ကိုအားမရအောင် CIA ကိုအားမရအောင်ဟုတ်ပြီအဲ့ဒီကောင်တွေအားမရအဲ့ဒီကောင်တွေကြောင့်မေးလိုက်ငါတို့သူတို့ထက်တောင်ဘယ်လိုစီးအောင်လဲတချို့ line ပေါ်ကနေပြီးတော့တပ်ပေါင်းစုကိုပြောတဲ့ကောင်တွေမေးကြတယ်မေးပြီးတော့ခဏလောက်ဆင်းလာတယ် မြေပြင်မှာဖြစ်နေတဲ့အဖြစ်အပျက်ကိုပြန်ပြီးတော့စဉ်းစားကြည့်။ဟိုလူရှိရာအလှခံတွေလူရှိရာအလှခံပြီးတော့တနတ်ပေးမယ်ဒုံပေးမယ်ဟိုပေးမယ်ဒီပေးမယ်မလုံးနဲ့အဆင်မပြေဘူးကြွရတယ်။ကိုပြဿနာကိုဖြေရှင်းမှရတဲ့ပြဿနာဆိုရင်ကိုကိုယ်တိုင်မြေပြင်မှာရှိနေမှရတာ။မြေပြင်မှာစောက်ပြဿနာကြီးများကြီးတယ်။နေတူတူကစောက်ပြဿနာကြီးများကြီးတယ်။အဲ့ဒီပြဿနာတွေကိုဒိုင်ငံဖြေရှင်းဖို့ဆိုရင်တဏှာနဲ့တဏှာမှာတာဝန်ခံမှုတာဝန်ယူမှုတွေအပြည့်နဲ့လှုပ်လှုပ်ရတာမလွယ်ဘူး။လိုင်းပေါ်ကနေပြီးတော့အာချောင်ပြီးတော့တပေါင်းစုအော်ပြီးနဲ့အဆင်မပြေဘူး။အထင်လည်းမကြီးဘူးလေကောင်။လက်တွေလှုပ်ကြည့်အရန်ခက်ခဲပြင်ပန်းတယ်။ အစားဆင်းရဲအနေဆင်းရဲအသွားဆင်းရဲနဲ့နော်ဘယ်ချိန်ရရန်သူကပြစ်လို့ပြစ်မှမသိဘူးဘယ်သူကလောက်ကြလောက်ကြမှမသိရဲဂျားထဲမှာလှုပ်လှုပ်ရတာမျိုးက line ဝင်နေနေပြီးတော့ဟိုရခိုင်တွေကဘလို့စစ်တိုက်တယ်တရင်တွေကစောက်သုံးကြအောင်အကချင်းကတော့ဘလို့ဖြစ်ရှောက်ပြောနေတယ်ကိုကိုတိုင်းကြတော့ပုံမှန်လဲဆိုတော့ online ပုံမှန်အဆင်မပြေဘူးလေအဲ့ဒါလေးလည်းပြည်သူလူထုနားထည့်ထားဖို့လိုတယ်ကျွန်တော်တို့ပြည်သူတွေကလည်းခိုလူက ကျွန်တော်တို့ပြည်သူတွေကလည်းတခါညဟိုကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးเนาะအသုံးမကျတာလားနားမလဲတာလားမသိဘူး။ဘာလို့ဟိုကိုကအားကိုးကျင်တာတော်လိုင်းအောင်ကျင်တာအဲဒါအောင်စိတ်တွေညားပြီးတော့ကိုလူကိုလည်းဆရာတင်ချင်းဒီလူလည်းဆရာတင်ချင်းဟိုဖွဲ့ကိုလည်းအားကိုးကျင်ဒီဖွဲ့ကိုလည်းအားကိုးကျင်ဖြစ်နေတာပြဿနာအားလားအဲ့တော့တပ်ပေါင်းစုလုပ်မယ်ဆိုစစ်ကြောင်းတွေအရင်ဖွဲ့စစ်ကြောင်းတွေဖွဲ့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 ပြီးတော့ unit တွေတူဆောက်စစ်ကြောင်းတွေဖွဲ့ပြီးသွားလို့ရှိချင်းတပ်ပေါင်းစုပြန်လုပ်လွယ်လွယ်လေးပါးခတ်တာမလုပ်ချင်လို့မပြီးတာလုပ်ချင်လွယ်လွယ်လေးเนาะ တိုင်းပြည်ပေါ်နဲ့လူမျိုးပေါ်မှာစေတနာရှိတယ်ဆိုရင်စစ်ကြောင်းတွေဖွဲ့မြို့တယ်လိုက်စစ်ကြောင်းတွေဖွဲ့စစ်ကြောင်းတွေလည်းပြန်ချစစ်ကြောင်းပထမစစ်ကြောင်းဒုတိယစစ်ကြောင်းစစ်ကြောင်းနှစ်ကြောင်းဖွဲ့မြို့တယ်တခုမှာလိုအပ်လိုအပ်တဲ့နေရာမှာတိုက်ကင်းထွက်ကာကင်းထွက်နော်ကင်းကိုမျိုးရှိတယ်လေ့လာအောင်နော်တိုက်ကင်းလို့ကာကင်းလို့စောက်ကင်းလို့ရက်ကင်းလို့တန်ကင်းလို့ပြစ်ကင်းလို့ကာကင်းလို့လုံကျုံရင်ကင်းလို့တဘုံကတဘုံကအဲ့တော့ငါတို့ကပြည်သူလူထုကိုချစ်အောင်နေပါပြည်သူလူထုကလည်း ဟိုဖွဲ့ကိုအာကုန်နေလို့ဒီဖွဲ့ကိုအာကုန်နေလို့ဟိုလူမာကဘာလို့မလို့ဒီလူမာပါတကယ်လုံးလုံးကောင်တန်မဖက်ဘူးအခုချိန်ကြီးကရင်နီနဲ့ကရင်နဲ့ညှိလို့မရဘူးဘာလို့ညှိလို့မရဆိုတော့အေးကိုအီးအောင်လေမဟုတ်ဘူးနော်ကရင်နီနဲ့ကရင်ပြည်နယ်မှာရှိနေတဲ့အဲ့ဒီပြည်နယ်တွေကိုညှိပြီးတော့တိုင်းရင်းသားဒေသတွေကိုညှိပြီးတော့နေနေတဲ့ local PDF တွေရော PDF တွေရောတပ်ဖွဲ့နဲ့တပ်ဖွဲ့နဲ့ညှိလို့မရသေးဘူးဒါနဲ့ဘာလို့ပြန်လုပ်လဲဆိုတော့စစ်ကြောင်းတွေပြန်ဖွဲ့ပေးရတယ်စစ်ကြောင်းတွေပြန်ဖွဲ့ပြီးတော့တိုက်ရိုက်ခိုက်ရင်းနဲ့အလုပ်လုပ်တဲ့ပုံမှာပတ်မိုးကူညီမှုတွေလည်းတွားနေရတယ်အဲ့တော့အခြားသောဗမာပြည်နယ်မှာရှိနေကောင်ငါတော့ငါတော့ဘာကောင်ကြီး ငါတော့အင်အားဘယ်လောက်ရှိတယ်ငါတော့ရန်သူဘယ်လိုရင်ဆိုင်အေးမင်းကအင်အားရှိတယ်မင်းကအင်အားကြီးတယ်မင်းအောက်ကိုဘယ်လိုဝင်ရမလားဟုတ်ပြီဝင်ပြီဗာရေချင်းနေရှိတယ်ဘယ်လို support နေရှိတယ်အခုတိုက်ပွဲကဗမာတွေအတွက်ကအေးကိုအေးအောင်မရှိရင်တိုက်လို့မရအောင်တော့အဲ့ဒါလေးလည်းကောင်းလို့ဆရာ NUG တွေ MOD တွေဟိုလူတွေអော်ပြီးဒီလူတွေကဖះတာမေတာမင်းနဲ့လက်လောပြဿနာတော့ရှင်းရှင်းသွားလိုက်မယ်ရေရှည်ပြဿနာမလွယ်ဘူးအဲရေရှည်ပြဿနာကိုကြည့်ဖို့ဆိုရင်ရွေးကောက်ပွဲအလွန်ပါဒေါ်ဆန်းစုကြည်ကြီးလွတ်ပြီးတော့နိုင်ငံရေးသမားတွေကိုလေးစားရတဲ့ပုံကိုယ်တွေ လွတ်ပြီးတော့ခြေချုံမိပြီးစောက်ကြီးခံရတဲ့အချိန်တွေမှာအာလွတ်မြောက်ပြီလို့တော့မတွေးရနဲ့အဆင်မပြေတော့ဘူးအဲ့တော့ PNL MND မပါတိုင်းတော်လိုင်းရပြီးွားမယ်လို့ထင်တာတော်လိုင်းရရှုံးွားမယ်ထင်တာအဲ့လိုမှားနေမယ်နော်တကယ်အလုပ်လုပ်လို့ချင်းအိုက်ကတနိုင်မရှိဘူးအဲ့တော့ပြောချင်တာတခုပဲမန္တလေး PDF တွေကတော့တကောင်းတော့စစ်တောင်းဘက်ပေါ့စစ်တောင်းဘက်အကနေရောရွှေဘူဝက်လက်ရွှေဘူဝက်လက်ကနေကျွန်တော်တို့အညာဒေသပင်လေဘူးတော်လိုင်းရေးရဲပေါ်ဟောင်းတွေကိုမိုးကုတ်ဘက်ကဖဖိတ်ခေါ်မန္တလေးတိုင်း မိုးကုံမျိုးနယ်တွင်ကတော်လန်ရေးရဲဘော်ဟောင်းတွေကိုရည်ရွယ်တဲ့ဖိတ်ခေါ်စာကိုမိုးကုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မိုးကုံမျိုးနယ်ရဲ့လက်ရှိစစ်ရေးအခြေအနေတွေကိုအာနာသိန်းစစ်တပ်ကိုပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက်အကြောင်းမျိုးမျိုးကြောင့်တော်လန်ရေးရဲဘော်ဘဝကနေအနားယူထားကြတဲ့မိုးကုံမျိုးနယ်တွင်ကတော်လန်ရေးရဲဘော်ဟောင်းတွေကိုဖိတ်ခေါ်တယ်လို့ဆိုပါတယ်။ မိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပူးပေါင်းလာမဲ့တော်လန်ရေးရဲဘော်ဟောင်းတွေအနေနဲ့ကာလာအပိုင်းခြားတစ်ခုအတွင်းအာနာသိန်းစစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီးတတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုကိုရောက်ခဲ့ရင်ဖြစ်ချင်တဲ့ဆန္ဒတွေအတိုင်းအနားယူခြင်းမှာကအနားယူလို့ရပြီးဆက်လက်တာဝန်ထမ်းဆောင်ခြင်းမှာကထမ်းဆောင်ခွင့်ရမယ်လို့ထုတ်ပြန်ထားပါတယ်။ မိုးကုတ်မြို့သားတွေဖြစ်တဲ့အတွက်မိုးကုတ်မြို့အပေါ်တန်ရောစင်ကြီးပြီးမြို့အတွက်တကယ်ပဲဆွန့်လွတ်အနစ်နာခံလိုတဲ့ညီကိုရဲဘော်တို့ကိုမိုးကုတ်မြို့နယ်ပကဖကလိုအပ်နေပြီးအတူတကွပူးပေါင်းလက်တွဲကအာနာသိန်းစစ်တပ်ကိုတိုက်ခိုက်သွားမယ်လို့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။အောက်တိုဘာ26ရက်နေ့ည7:00နာရီမှာ အာနာသိန်းစစ်တပ်နဲ့ TNAA တို့အပြန်အလှန်အပစ်ခတ်ရစဲပြီး TNA အနေနဲ့မိုးကုတ်မြို့နယ်နဲ့မိုးမိတ်မြို့နယ်တွေကနေစုခွာမယ်လို့ထုတ်ပြန်ထားပါတယ် TNA ရဲ့ထုတ်ပြန်ချက်ပြီးမန္တလေးတိုင်းတွေကတော်လန်ရေးအဖွဲ့တွေအနေနဲ့ရရှိထားတဲ့မြို့တွေကိုဆက်လက်ကာကွယ်သွားမယ်လို့အတိအသင့်ထုတ်ပြန်လာကြပါတယ်အဲသဘောကျတယ်ကျွန်တော်ရှမ်းပြောက်မှာတနင်္လာ6လကျော်တာဝန်ထမ်းဆောင်မှုတယ်အဲ့ဒီသားမှာကအဲကြီးွယ်မြက်ွယ်ပေါ်တယ်တို့ပြမယ်တောင်တွေကတောင်ကုန်းများလာချိုးဘက်ချမ်းတော့ပဲတော့ကောင်းတယ်ဗောနော် အဲ့တော့မှဝါဒေတာလေးနဲ့မူဆင်းနဲ့ကတ်တဲ့ကြားထဲမှာတိန်ကြီးကတောင်တိန်ကြီးနဲ့လောင်အဲဟိုဒါဟိုဘယ်လိုပြောမလဲကွက်လုံးကအရန်ကိုမဟာပြူကကြားတဲ့စစ်ဒေတာကြီးအရန်ထိုးပေါက်ကခတ်တဲ့နေရာကြီးဒါတော့မှရှမ်းမြောက်မှာဒါအေရဲ့အကူကြီးနဲ့ကေဟန်ရဲ့အကူကြီးနဲ့ရှမ်းမြောက်စစ်စင်ကြီးဆိုတာနိုင်လားနော်တိတ်စကားတွေအများကြီးပြောနေအဆင်ပြေဘူးတချို့ကတွေအဲ့တော့ဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ကအညာဒေတာတို့ကချင်းရဲ့ရခိုင်ရဲ့ကချင်ရဲ့ရှိတယ်ဘာမှစိတ်ပူစရာမလိုဘူးနော်အလုံးလုံးနေတဲ့အတွက်လူတွေတို့အချင်းတွေတခုတော့ရှိမှာလား ။ငါပြောချင်တာဘာလဲဆိုတော့စစ်ပွဲကဘယ်အချိန်ထိပြီးမှလဲဆိုရင်ပြည်သူတွေလက်လျှော့လိုက်တဲ့အချိန်ပြည်သူတွေကစစ်ပွဲကိုစိတ်ကုန်လာတဲ့အချိန်ကျရင်တော်လည်းပြီးသွားလိုက်မယ်။တော်လည်းဘရော့အောင်မလဲဆိုရင်ပြည်သူတွေတက်ကြွနိုးကြတဲ့အချိန်မှာပြည်သူတွေရုံုံကြည်ကြည်နဲ့တပ်ပေါင်းစုပေါ်ပေါက်ရေးအတွက်ကိုနီးနာကြကြစဉ်းစားနိုင်တဲ့အချိန်ကျရင်တော်လည်းအောင်ရလိမ့်မယ်။အရေးကြီးတာကပြည်သူတွေပေါ်မှာမူတည်သလိုနိုင်ငံရေးသမားတွေပေါ်မှာမူတည်တယ် တော့အဲ့နိုင်ငံရေးသမားတွေကဘယ်လိုကောင်းနေလဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးအမေစုကျမ်းမာပါစေအမေစုနဲ့တမလာကြီးကျမ်းမာပါစေအတိုင်းပြည်ကပျက်စီးနေပြီးပြည်သူလူထုတွေလည်းပြင်ပန်းနေပြီးတိုင်းပြည်အေးချမ်းအောင်လုပ်ကြပါတော့အဲ့လိုအော်တဲ့ကောင်တွေသတိထားအဲ့ဒါတောင်းစားတွေအဲ့ဒါဖောက်ခွက်စားတွေအဲ့ဒါအဆင်မပြေတဲ့ကောင်တွေအဲ့တော့ပြောချင်တာပါလဲဆိုတော့ခင်ဗျားတို့နေတိုးလည်းမဆဲနဲ့မြင့်မြတ်လည်းမဆဲနဲ့ကျွန်တော်လည်းမဆဲတော့ဆဲခြင်းဆဲရင်ဆဲခြင်းဆဲရင်စောက်သုံးမကြတဲ့ကောင်တွေကိုဝိုင်းဆဲရမှာတော့လို့အဲ့စောက်သုံးမကြတဲ့ကောင်တွေကဘာတူတွေလဲဆိုရင်တနေ့ကျွန်တော်ပြောပြမယ်နာမည်တွေနဲ့ရွတ်ပြီးတော့ NUG ကရွေးကောက်ပွဲကိုပြည်ပမှာလုပ်မှာဖြစ်တဲ့အတွက်ပြည်တွင်းမှာရှိတဲ့ NUG တွေနဲ့လက်တလုံးစောက်ပြက်ကနတက်နေတယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းလေးတော့ပါခြင်းတယ်။ NUG မှာလည်းနှစ်ချမ်းကွဲတယ်လို့ CRPA မှာလည်းနှစ်ချမ်းကွဲတယ်။ MOD မှာလည်းလူငယ်နဲ့လူကြီးပြက်ကနတကယ်တော့ MOD ကတော့အလုပ်လုပ်တယ်။ကျွန်တော်တို့တွေကလည်းတခါကြောက်ရင်စီခေါင်းစဉ်တွေကိုလေခွဲချမ်းတက်ကမယ်။ CRPA ကဘလို့ခေါင်းသားတွေလည်း NUG ကဘလို့ဝင်ကြီးမျိုးတွေလည်းဘလို့ဝင်ကြီးဌာနတွေလည်းစောက်သုံးကြတဲ့ဝင်ကြီးဌာနတွေဘာလို့ထားရတာလဲ။ဘယ်ကောင်တွေကလာစားယူလဲ။ဘယ်ကောင်တွေကကော်မရှင်စားလဲ။ဒါတွေကိုလည်းကျွန်တော်တို့လေ့လာဖို့လိုတယ်။ ဲ့တော့ပြောချင်တာဗာလဲဆိုတော့ဒေါ်ဆန်းစုကြည်အတွက်စစ်တိုက်တာလားမြန်မာနိုင်ငံကြီးလွတ်မြောက်ဖို့အတွက်တိုင်းရင်းသားပြည်သူပြည်လုံးလွတ်မြောက်ဖို့အတွက်စစ်တိုက်တာလားကျွန်တော်တို့လိုချင်တဲ့ Federal Democracy ကဗမာပြည်ရဲ့တိုင်မှာရတာလားတိုင်းရင်းသားတစ်ဖွဲ့ချင်းစီတိုင်မှာရတာအားလုံးအကုန်လုံးတိုက်ပြီးကိုယ့်ယူနစ်ကိုသတ်မှတ်ပြီးတော့ကိုယ့်ပြည်နယ်ကိုထိထောင်နိုင်မှ Federal ဆိုတာဖြစ်တာကရင်ကပဲကရင်တိုက်ပြီးငါတို့ Federal ဆိုတာအဲကြောင့်ဆိုရှင်ဘာဖြစ်လာမလဲဆိုတော့မင်းအောင်နိုင်နဲ့ဆောက်ပြန်လာတိုင်မှာတကယ်တမ်းက Federal ကိုပြီးသွားနိုင်လားမင်းအောင်နိုင်ပြီးသွားနိုင်တယ်နော်အဲ့တော့ဗမာအင်အားစုအားကောင်းတိဆောက်ပါ မကြငင်ကပ္ပသဆက်ယုံနှယုံသိမ့်ခံရမယ်အဲ့ကြရင်မင်းအောင်လိုက်စကားပြောလာလိုက်မယ်ကပ္ပသဆက်ယုံနှယုံသိမ့်ခံရမယ်ကျွန်တော်ပြောလို့ပေါ့ဒီအေဘပထမပတ်တိကျွန်တော်တို့ကစောက်ကြည့်မယ်စောက်ကြည့်ပြီးတော်လိုင်းရဲ့အဆုံးဖြောက်ကျွန်တော်တို့ပေးနိုင်တဲ့အချိန်မျိုးတော့ပေါ်ပေါက်လာလိုက်မယ်အဲ့ကြားထဲမှာဒေါအောင်ဆန်းစုကြည်လွတ်တာတို့ဟိုတမရဦးဝင်းမြတ်တို့ဟိုလူလူဒီလူအဲ့လွတ်တဲ့လူတွေအကုန်လုံးရဲ့အနောက်ကိုလိုက်သွားရင်လည်းခင်ဗျားတို့လိုက်သွားနော်ကျွန်တော်ပြည်သူလူထုကိုလည်းကျွန်တော်ရဲ့ပိဋိတ်တက်ကောကျွန်တော်မပိဋိတ်တက်တွေပေါ့ကျွန်တော်သတိပေးခြင်းနဲ့ကျွန်တော်ဒေါအောင်ဆန်းစုကြည်လွံ့မြောက်ရေးအတွက်တိုက်နေတာလားအဲကျွန်တော်ຫນွေဦးတော်လိုင်းမှာပေးဆက်ခဲ့ရတဲ့ခြေပြက်လက်ပြက်ရဲပေါ်တွေမဲဆောက်ဆေးဦးမှာအများကြီးပါ တချို့ရဲဘော်တွေခြေတူးလက်တူတောင်မတက်နိုင်သေးတဲ့ရဲဘော်တွေလည်းရှိပါတယ်အခုကဂျပန်ဖောင်ဒေးရှင်းနဲ့ကိုရီးယားဖောင်ဒေးရှင်းနဲ့လာပြီးတော့ခြေတူးလက်တူတွေလုပ်ပေးနေတယ်အဲ့အတွက်လည်းအားရဝန်သားစရာရှိတယ်အဲ့တော့ပြောချင်တာပါလဲဆိုတော့ငူနေတဲ့မျက်ရည်တွေကိုဘယ်ချိန်တိတ်မှလဲဆိုရင်ငူနေတဲ့မျက်ရည်တွေက အောင်ပွဲရတဲ့တွေလည်းတိတ်မှာမဟုတ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာတရားစရာလူတွေအားကြီးကြံသေးလို့နော်ငူနေတဲ့အတန်တွေကဘယ်တော့တိတ်မှလဲဆိုရင်တော့တော်လိုင်းအောင်သွားရင်တော့မှအဲ့ငူနေတဲ့မျက်ရည်တွေတိတ်မှာမဟုတ်ဘာလို့ ကြဆုံးကြဆုံးသွားတဲ့ရဲဘော်တွေခြေပြက်လက်ပြက်ရဲဘော်တွေမိရွယ်ဖားရွယ်ဖြစ်သွားတဲ့လူတွေအတွက်ကျွန်တော်တို့ကဝန်လဲကြတယ်အားကြီးကြတယ်เนาะအဲ့တော့အားလုံးကိုကျေးဇူးတင်တယ်အဲကျွန်တော်ပြောချင်တာတော့မကြခင်ချိန်တိုးတဲ့မှာတော့စခါစာဆော့ရှုပ်ပါမယ်ရှုပ်လာမှာရှုပ်လာမှာမဟုတ်ဘူးလေရုပ်ရှင်မင်းသမီးမင်းသားတွေကိုဝေဖန်လို့ရုပ်ရှင်မင်းသမီးမင်းသားကြီးတွေတောင်မှဒရာဂျာကြီးတောင်မှငါတို့ကဖမ်းတာပဲဘာလို့လို့ပြည်သူလူထုတွေကအဲ့လိုဝေဖန်ရင်ပူတော်ဖမ်းခံအောင်မယ်ဆိုတဲ့အကြောက်တရားကိုစခါစာကတော့ရိုက်ထည့်လိုက်ပြီပြည်ပနေပြီးတော့ ီကွယ်မြက်ကွယ်မှာနေလေရင်ပြန်မကြောက်ဘုံမကြောက်ဧည့်စင်းမကြောက်ပါပဲနဲ့ထိုင်းရဲကိုလိုင်းကြီးပေးနေနေတဲ့ငါလုံးမသားတွေလည်းပြောကြတယ်နော်ပြည်တွင်းထဲဝင်လာခဲ့ငါတို့တို့အမောင်ထဲမှာနေမီးမထုံးနဲ့မီးထုံးနဲ့အမိတ်မလေးထုံးထုံးပြီးငါတို့လက်ဖိတ်တူတောင်းမထမိတူစားမရှိတူရှိတူနေမယ်အဲ့လိုဆိုရင်တော့မင်းတို့ပြောစကားငါတို့လက်ခံတယ်နော်နာကျင်တဲ့ကောင်နာငါတို့တော့ပြောပါမယ်စောက်ကူလည်းမဆိုင်ဘူးအဲ့တော့ကိုယ်မှန်းနဲ့ထင်ရင်တော့အချိန်တိုင်းအဖြူမဲ꿰လာပါမယ်အဲကျွန်တော်တို့တွေတချို့ဟာတွေလုပ်နေတယ် အညာဒေသတို့ကိုဘလို့ဝိုင်းဝန်းကူညီမလဲဆိုတဲ့ဟာကိုလည်းကြိုးစားနေတယ်။ဒေါ်ဆက်တဲ့ UNG ကတော့စောက်ပြတာတက်နေတယ်နော်။ဒီလိုမှရှိတဲ့လူတွေရဲ့ပြည်ပမှာနေနေတဲ့လူတွေရဲ့နေဆက်မှာနေတဲ့လူတွေရဲ့စောက်ပြတာတက်နေတယ်။ပြောကြတာတော့တော်တော်ကောင်းတယ်။နော်။အဲ့တော့ပြောချင်တာကလည်းဆိုတော့မကြခင်မှာလည်း UNG ကပြည်ပမှာနီလာခံလုပ်မလို့လို့ပြည်ရင်းမှာနီလာခံလုပ်မလို့စောက်သုံးမကြသွားနဲ့ပဲပြည်ပမှာသူတို့လုပ်မှာပေါ့။ဘာလို့ဆိုခွက်ခေါက်ရမှာပြည်ပမှာခွက်ရှိတာကိုနော်အကျွေးထဲမဲ့လူတွေရောဗါတွေရောသူတို့ပေးရတဲ့နဲ့သူတို့အဲ့တော့တချို့နေရာမှာမှန်တယ်ဗျ။ဖះရလဲဖះပေးတဲ့ရှိတယ်လူဒီဝရလဲဒီဝရပေးတဲ့ရှိတယ်အထင်တော့မသေးနဲ့။ 阿龙静一点来。